အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ This Week ရန်ကုန် Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီကနေ့မှာတော့ကျွန်တော်တို့ငယ်ငယ်လေးရဲကနေပြီးတော့အခြေခံကောင်းများစွာကိုသင်ကြားပေးနေရဲ့ရန်ကုန်မြို့ရဲ့အရေးသွေးမြင့်ကျောင်းတွေရဲကတစ်ခုဖြစ်တဲ့တောင်ကလာပမြို့နယ်စာကာလန်းနယ်မြမဆိုးလန်းတွေတဲ့က Nova International School မှာအနိတာတတမိမိလေးကိုဘလို့လက်ကျင့်သင်ကြားပေးနေရဲ့ဆိုတာရိုက်ကူးပြသပေးတော့ပါမယ်ဖြစ်ပါတယ်။ Good morning. ราတို့ရောက်တဲ့အချိန်ဟာမနက်ရှင်းနိုင်ပဲလောက်ဖြစ်တာကို Google လေးတွေရဲ့အဝင်ချင်းကစိတ်ဆိုးအုပ်ပိုင်းလို့နေပါတယ်ဒီဘာကြောင်းဟာဆိုရင်ကလေးတွေကိုလက်ကျင့်သင်ကြားပေးတဲ့ training certificate ပေါင်းများစွာကိုရရှိထားတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။ အဲနောက်ကျွန်တော်တို့လည်းကျောင်းထဲကိုဝင်သွားလိုက်ပါတယ်။အဲဝင်ဝင်ချင်းမှာကျောင်းရဲ့ information တွေကိုစုံစမ်းလို့ရမယ်ကောင်တာတစ်ခုရှိပါတယ်။စာတင်ချိန်မစမီပျော်ရွှင်စွာဆောင်ကစားနေတာလည်းတွေ့ခဲ့ရပါတယ်။ လေးတွေရဲ့ပထမဆုံးပညာသင်ကြားရတဲ့အတွေ့အကြုံဟာရွှေချိုးစောပြတ်တမှုအရေးကြီးပါတယ်မမကိုဝေဖန်ပိုင်းခြားဖို့လေတရက်ကိုတရက်ဝေးစားဖို့အတွက်ဒီရွယ်ရဲကလက်ချက်တင်ကြပြရမှာဖြစ်ပါတယ် လေးတွေဟာအရေးချင်းပြည့်ပြီးရဆရာဆရာမတွေရဲ့တင်ကြားပြတတ်မှုအောက်မှာပျော်ရွှင်စွာပညာသင်ကြားနေကြပါတယ်။ လူမှုဆက်ဆံရေးတွေဘာသာစကားပြောဆိုမှုတွေနဲ့ငြိမ်းချမ်းထက်မြက်ဖို့အတွက်လေ့ကျင့်သင်ကြားပေးနေကြကိုလည်းတွေ့ခဲ့ရပါတယ်ဘာပါဝင်ချင်းတော်တော်ရင်ကြီးတလိษံတို့ရဲ့အခေါ်ဝေါ်ကိုကျွမ်းကျင်တဲ့ဆရာဆရာမတွေကိုယ်တိုင်သင်ကြားပြသပေးနေကြကိုလည်းတွေ့ခဲ့ရပါတယ်

Then after that, the lion said, roar. Lion. Roar. What does lion do? What does lion roar? Can you show me? Can you show me how he roar? ဒီတနေ့ကိုပျော်ရွှင်စွာ ဖြတ်သန်းပြီးအနာဂတ်မှာထူးချွန်ထမြတ်ဖို့အတွက်နေစဉ်တောင်ကြီးကလေးဘဝတွေကနေလေ့ကျင့်သင်ကြားပေးရမှာပဲဖြစ်ပါတယ်။ ဆက်ဆံရေးတွေပတ်ဝန်းကျင်နဲ့ live view ထွေစွာပြောဆိုဆက်ဆံမှုတွေလေ့လာသိယူကြရမှာဖြစ်ပါတယ်။ကျမရဲ့အညီအာဟာရပြည့်ဝစွာစတောက်ဖို့ကဒီအတွက်လူတရားမှအရေးကြီးပါတယ်။ ော့ကျောင်းထဲမှာအထူးကြည့်ထားပြီးတာကတော့ကလေးတွေကပြည့်ပြည့်ရွှေရွှေနဲ့စိတ်အားထက်သက်သက်နဲ့စိတ်ဝင်စားမှုအပြည့်နဲ့ပညာသင်ကြားနေတာကိုတွေ့ရှိကြရပါတယ်။ကလေးတွေအေးချမ်းစွာပညာသင်ကြားဖို့အတွက်လိုအပ်တဲ့ facility တွေတိမတ်စရာစာအုပ်တွေနဲ့ expression ဆိုတာကစားဖို့အတွက်ကစားစရာတွေထရှိထားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဆရာဆရာမတွေရေချင်းပြည့်မီဖို့အတွက်မကြာခဏဆိုသလို training ပေးနေကြောင်းကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီဗီဒီယိုရဲ့အောက်မှာဒီ Nova Preschool ရဲ့ Facebook link ကိုကျွန်တော်တို့ချပေးထားပါတယ်အသေးစိတ်သိရှိလိုတာကအဲ့ဒီကနေတော့ပြီးတော့စစချင်းပြန်ရအောင် 알람으로 지속적으로 마련하면